ကျမရဲ့ပြိသက်တွေချင်းစော်ကားတီကိုစားမှုကြပါသလားဟင်းရီတောက်ဖူးတဲ့သူတွေတော့တော်တော်များရှိမယ်လို့ထင်ပါတယ်အဲရှမ်းပြည်ဘက်မှာဆိုရင်တော့ချင်းစော်ကားတီကိုတုပ်စားတာဟင်းရီတောက်ချက်စားတာမျိုးတွေရှိပါတယ်ချင်းစော်ကားတီကစေးဘက်ဝင်အသီးတစ်မျိုးဖြစ်တယ်ဆိုတာတော့လူတီတာနေပါလိမ့်မယ်ရန်ကုန်မှာဆိုရင်တော့ချင်းစော်ကားတီအချောက်ကိုဝယ်လို့လွယ်လွယ်ကူကူရနိုင်ပါတယ်ချင်းစော်ကားတီကိုပပနှီးအချောက်လမ်းပြီးတော့ရင်းတွင်နဲ့စိမ့်ဟင်းရီအဖြစ်နဲ့ချက်စားကြတယ်လို့မျိုး ဆေးပြေဝါးပြေဝိုင်းနဲ့လဲစိန်တောက်ကြရရှိပါတယ်။ချင်းစော်ကားသီးဆိုတလို့ပဲသူ့ရဲ့အရသာလေးကချင်းချင်းလေးပေါ့နော်ဒါပေမဲ့သူချင်တာလေးကတော့တမျိုးလေးစားလို့လည်းကောင်းပါတယ်။ချင်းစော်ကားသီးကအစာကြီးစနစ်ကိုကောင်းမွန်စေပါတယ်။နောက်စီးကြိုအတွက်လည်းကောင်းစေတယ်။အဲရိုးကျမ်းမာရေကိုလည်းကောင်းစေတယ်လို့မျိုးချင်းစော်ကားသည့်အရေကိုတောက်မယ်ဆိုလို့ရှိရင်အစီဓာတ်တွေကျစေတယ်ချင်းစော်ကားသည့်ဖြော်ရည်တောက်ပေးလို့ရတယ်ချင်းစော်ကားသည့်ရဲ့ဆေးဘက်ဝင်ပုံလေးကိုကျွန်မ ပြောပြပေးပါမယ်။အဲပထမဆုံးအနေနဲ့ချင်းစော်ကားသီးကဒီပေါ်နော်ချင်းစော်ကားသီးအချောက်၃ဘက်လောက်ကိုရေဆင်အောင်စီရေလွှဲပူပူနဲ့ထည့်ပြီးတော့စိမ်တောက်လို့ရပါတယ်။ဒီလိုတောက်တဲ့အချိန်မှာပထမဆုံးစတောက်တဲ့တစ်ချိန်ကချင်ပါတယ်။ဒါပေမဲ့သူကတံမြာသီးလို့အချင်းမစူးပါဘူး။ချင်းစော်ကားသီးကလည်းအဆီချကောလက်စတရော ဖြစ်တဲ့အဲဆီကိုလည်းခြားစီရဲ့နောက်ဝက်ချံအောင်ပျောက်စီပါတယ်သူ့ရဲ့ထူးခြားချက်ကပထမဆုံးတစ်ခွက်တောက်ပြီးတော့နောက်15မိနစ်လောက်အကြာပါပဲစီရင်ထဲမှာရှိတဲ့စီတစ်စက်မကျန်စီးသွားပြစ်တာကြောင့်မလို့ကိုရဲကယူရစ်အက်ဆစ်တီတည်တတာပေါ်ပါသွားပြီးတော့ထွက်သွားတယ်ပေါ့နော် ဒါကြောင့်မို့လို့စီးကျုပ်စီအောင်ရှိတဲ့သူတွေချစ်စော်ကားသည့်ရေလွေစိမ်းတောက်ကြည့်ပါ။နောက်တောင်ပေါ်ဒေသလူမျိုးတွေရဲ့အဖိုးတန်တဲ့စေဘဝင်အသီးတစ်မျိုးဖြစ်တဲ့ဒီချစ်စော်ကားသည့်အသီးရင်းမဲ့လာတဲ့ဆိုရင်ပါလွာတဲ့အခွန်မာလေးတွေကိုဖြင်းညင်းစွာဒါနဲ့နွားအပီရေနဲ့တေချာစင်ကြောက်စီအဲစင်ကြောက်စီပြီးသွားတဲ့အခါမှာဒါအဖြစ်ပပလေးလှီးပေါ့နော် ပြီးရင်စားအနေငယ်နဲ့ပြားရည်ဒါမှမဟုတ်တကြားအတင်းတင်းုံထည့်ပြီးတော့တရက်လောက်တက်ထားလိုက်ဂျင်ပပလေးထည့်ပြီး မယ်ဆိုလို့ရှိရင်ပိုကောင်းတယ်ဂျင်းလေးဝပါးလေးပြီးရင်ထည့်လိုက်ရင်တော့ပိုပြီးတော့ရတာကောင်းပုံပါတယ်နောက်တစ်နေ့မှာတော့တပြားကနေပြီးတော့နှစ်ပြားပေါ့နော်အနည်းဆုံးတပြားနှစ်ပြားလောက်ကိုတနေ့ကို၃ချိန်လောက်စားပေးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်တယ်လဲဆိုတော့လေထိုးလေအောင်တော့တတ်တာစီပါတယ်အစာကြီးရေချောင်စီပါတယ်အတန်ကိုလည်းကြည်လင်စီပါတယ်သွေးတိုးတဲ့သူတွေနှလုံးအဆီပိတ်တဲ့သူတွေအဆီများတဲ့သူတွေအသည်းဝေဒနာရှင်တွေခန္ဓာကိုယ်အတွင်းမှာအဆီများတဲ့သူတွေကောင်းစိုးပြုတ်ပြီးတော့အသက်ရှည်ကြပါစီပါတယ် တိုင်းရင်းစီးပညာအလိုအရတီဇောဓာတ် ပထဝီဓာတ်နဲ့အာဘောဓာတ်တွေကျွဲဝတဲ့နောက်ဝါရောဓာတ်ကိုပို့ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မလို့အသက်ရှိကျန်းမာစေရဲ့အတီးဖြစ်တယ်လို့ရှေးသမားတော်ကြီးရဲ့အဆိုအရသိရပါတယ်နော်ဒီပေါ်တော့စာပေကျမ်းဂန်ဒီမှာလေ့လာကြည့်မယ်ဆိုရင်ချေစော်ကားတီကိုပပလေးလှီးပြီးတော့ဝက်သားနဲ့ချက်စားမယ်ဆိုရင်ဝက်သားနဲ့တပတ်တဲတဲ့သူတွေအတွက်အနေကိကိနဲ့စားသုံးနိုင်မှာဖြစ်ပါတယ်။နောက်ငဒန်ငမြင်းစတဲ့အစီများတဲ့ကားတွေနဲ့လည်းချက်စားနိုင်တယ်လို့မျိုးကြက်ဘဲ ။စသဖြင့်ဒီအသားတွေလည်းချက်စားမယ်ဆိုလို့ရှိရင်အလွန်အရသာရှိပါတယ်။အဲတောင်ပေါ်ဒေသမှာတွေ့ရတဲ့ချက်စော်ကားသည့်အရသာဟာအခြေခံလေးဖြစ်တယ်ဆိုတာကိုအကုန်လုံးတော့သိမိသားဖြစ်ပါတယ်။ချက်စော်ကားသည့်ကိုအစိမ့်အတိုင်းပဲရောင်းကြတယ်လို့မျိုးတချို့ကပပလေးအချောက်လန်းပြီးတော့အထုပ်လေးထုပ်ပြီးတော့ရောင်းကြပါတယ်။ချင်းစော်ကားသည်ယူဆိုပြီးတော့ယူထိုးပြီးတော့လည်းရောင်းကြတယ်လို့မျိုးချင်းစော်ကားသည်ဝိုင်ဆိုပြီးတော့ဝိုင်လုပ်ပြီးတော့လည်းရောင်းကြပါတယ်အသီးစိမ်းကိုအစီကျစီရဲ့စေးဘက်ဝင်ပစ္စည်းဖြစ်အသုံးပြုလို့ရတယ်လို့မျိုး ဒီအတီးအစိမ့်အတိုင်းပဲထောင်းစားတာတုပ်စားတာအသားတွေကားရည်နဲ့ချက်စားတာမျိုးလည်းလုပ်လို့ရပါတယ်အတီးချောက်ကိုတော့အချောက်ခံထားပဲဆိုရင်တစ်နှစ်ပတ်လုံးတူလောင်သိမ်းဆီးထားပြီးတော့ခြေဟင်းလေးတွေချက်တဲ့အခါမှာထည့်ချက်လို့ရတယ်လို့မျိုးအတုံးတုံးတဲ့အခါမှာလည်းထည့်တုံးလို့ရပါတယ်အသားနဲ့ချက်စားဖို့တွေမှာလည်းအသုံးဝင်တယ်ဒီချက်စော်ကားဒီအချောက်ကိုရည်ရွေးလေးဖြောစားအရသာမဟုတ်ကြက်တော့ ငရုံသီးစိမ့်လေးထည့်ပြီးတော့စွန့်တက်လို့မျိုးဟိရတောက်မယ်ဆိုလို့ရှိရင်လည်းလှုပ်တောက်လို့ကောင်းပါတယ်။အစိမ့်ဖြစ်စီအချောက်ဖြစ်စီရေတွေးစုစုနဲ့စိမ့်ပြီးတော့တောက်ပေးမယ်ဆိုရင်အစီကျပါတယ်။နောက်သွေးလည်ပတ်မှုကောင်းစီပြီးတော့သွေးတို့ကိုကျစေပါတယ်။ အဲထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ချေစော်ကားတီဟာစေးပတ်ဝင်တဲ့အသည့်ဖြစ်တဲ့အတွက်ကြောင့်ဘလို့တရုတ်တိုင်းရေးစီးရင်မှာအထည့်သွင်းဖော်ဆက်ကြပါတယ်ချေစော်ကားတီဟာအသားမာတဲ့အသည့်ဖြစ်လို့မပုတ်မလွှဲပဲနဲ့လာနေချီပြီးတော့ထားခံပါတယ်အဲဒီအသည့်မှာမှုေးတဲ့အတက်လေးရှိပြီးတော့ဒီအတက်ရရဆိုရင်လူတွေတရေယုံတိုင်းလောက်တဲ့အစွမ်းရှိပါတယ်ချေစော်ကားတီဟာကရွင်းပြက်နေတဲ့သူတွေအတွက်လည်းကရွင်းပြိစီအဖြစ်အသုံးပြုလိုက်ပါတယ်။အစိမ်းရောင်ထက်အဝါရောင်တန်းနေတဲ့အတီးကပုံဖဲနေပြီဖြစ်လို့အတန်းကလည်းပုံပွေးပါတယ်။အရသာကလည်းပူချင်ပါတယ်။ အတီးပေါ်တဲ့ယာတီဆိုလို့ရှိရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းကလန်ပင်ရီမှာအတီးတွေပုံရောက်နေတာကိုကျမတို့တွေနေရာအနှက်မှာတွေ့နိုင်ပါတယ်ချေစော်ကားတီးကအပေါ်မှာပြောခဲ့သလိုပဲကျမကြီးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေအများကြီးရတယ်အထူးသဖြင့်ကတော့စီဂျိုယောဂရှင်တွေအဲနောက်ပြီးအယိုးကျမကြီးအတွက်အထောက်အကူပြုချင်တဲ့သူတွေအဲနောက်ပြီးွားလို့ရှိရင်ဒီချေစော်ကားတီးကပေါ့နော်ဝိတ်ချချင်တဲ့သူတွေအတွက်လည်းအထူးကိုတင်လို့ရတယ်ဆိုတော့ကျမအကူချေစော်ကားတီး အရေးလေးလောက်ပုံလုံးလေးကိုပြောပြပေးမယ်။ချစ်စောကားတီကိုပပလေးလေးစားနေတဲ့ပြားရည်လိုနဲ့စိမ့်ပြီးတော့တရက်လောက်နှက်ထားအဲဂျင်းထည့်ခြင်းတယ်ဆိုလို့ရှိရင်လည်းဂျင်းကိုထည့်ပြီးတော့ပပလေးလှီးပြီးတော့ထည့်ပါ။ နောက်တစ်နေ့မှာလက်ဖက်ရည်စုံတစ်စုံဒါမှမဟုတ်မတတ်တစ်ချိန်လေးလေတစ်ချိန်ညတစ်ချိန်စားပေးမယ်ဆိုရင်တော့လေထိုးလေအောင်တာတွေတက်တာပြီးတော့အစာကြီးစီပါတယ်အတန်အတွက်လည်းကောင်းစီတဲ့အတွက်ကြောင့်မလို့ဒီအတန်အသုံးပြုနေရတဲ့လူတွေအတွက်လည်းအထူးအသင့်တော်တယ်နှလုံးအတွက်လည်းကောင်းပါတယ်တက်ရှိကျမစီရဲ့ဆေးစောကောင်းတစ်လက်ဖြစ်လို့ကျမရဲ့ပရိသတ်တွေချေစောကသီးပေါ်တဲ့ရက်ဒေတာဆိုလို့ရှိရင်ချေစောကသီးလေးကိုမကြာခဏစားသုံးပြီးမမေ့ပါနဲ့လို့ပြောချင်ပါတယ်